မြန်မာပြည်သူများရှင် Prime Media မှာတင်ဆက်မှုဖြစ်ပါရှင်။ဒီနေ့ပထမဆုံးသတင်းလေးအနေနဲ့ကတော့ကျမတို့ရဲ့ပို့ချုပ်မှုကြီးဟာရုရှားနိုင်ငံကိုပွဲတက်ရောက်ဖို့အတွက်သွားတဲ့သတင်းလေးရနေရယ်ဆက်ပြီးတော့ပြောပြပေးမယ်နော်။ပို့ချုပ်မှုကြီးအရဆိုရင်ယနေ့မနက်မှာရုရှားနိုင်ငံမှာကျင်းပတဲ့ဟာမျိုးချစ်စပွဲကြီးအောင်ပွဲပေါ့နော်နှစ်80ပြည့်အခမ်းအနားစီးရီးပြအခမ်းအနားတက်ရောက်ဖို့အတွက်ကိုဒီမနက်မှာလင်းပြန်နဲ့ရုရှားနိုင်ငံကိုထောက်ခံသွားခဲ့ဖြစ်ပါရှင်။ ထောက်ခံသွားတဲ့အခါမှာနိုင်ငံတော်ရဲ့ဒီအစိုးရအဖွဲ့ဝင်တွေတော်တော်များလည်းပါဝင်ခဲ့ပြီးတော့ထူးခြားချက်အနေနဲ့ကအစိုးရအဖွဲ့ဝင်တွေရဲ့စနီးတယ်လည်းပါဝင်ခဲ့တာမြင်တွေ့ရပါတယ်ရှင့်အားကြောင့်ဒီလိုမျိုးအစိုးရအဖွဲ့ဝင်တွေအပြင်ပေါ့နော်ဇနီးတယ်တွေပါပါသွားရလဲဆိုရင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ဇနီးဒေါ်ဂျူတူလာဟာဆိုရင်လေရုရှားဖက်ဒရယ်ရှင်းနိုင်ငံဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌနဲ့ BRICS အမျိုးသမီးစီးပွားရေးမဟာမိတ်အဖွဲ့ရုရှားဖက်ဒရယ်ရှင်းနိုင်ငံဆိုင်ရာဥက္ကဋ္ဌတို့နဲ့အတူခွင့်ဆောင်ဆွေးနွေးပွဲများဆောင်ရွက်သွားမယ်ဖြစ်တယ်ဆိုပြီးတော့ရေးသားထားပါရှင့်ဟို ။ဆွေးနွေးပွဲထဲမှာအမျိုးသမီးတွေပါပါဝင်ရမှာဖြစ်တဲ့အတွက်ဇနီးသက်တွေပါလိုက်ပါသွားတာဖြစ်ပါရဲ့ရှင့်။ရုရှားနိုင်ငံနဲ့မြန်မာနိုင်ငံရဲ့ဆက်ဆံရေးကတော့တော်တော်ကိုရင်းနှီးကျွမ်းဝင်ပြီးတော့အဆင်ပြေရှိရပေါ့နော်ဒီတော့နှစ်နိုင်ငံဆိုင်ရာပူးပေါင်းထားတဲ့စီးပွားရေးတွေအဲ့လိုမျိုးကိစ္စရပ်တွေများပါရှင့်နိုင်ငံတော်အဆင်ပူးပေါင်းထားတဲ့ကိစ္စတွေပေါ့နော်ပြီးတော့အခုပွဲလေးဟာဆိုရင်လည်းဒီလိုပဲဂုံယူစွာနဲ့တက်ရောက်လာတဲ့ပွဲလေးဖြစ်ပါရဲ့ရှင့်သူတို့နိုင်ငံမှာအဒီမျိုးချစ်ပေါ့နော်အောင်ပွဲကြီးဟာဆိုရင်တနိုင်ငံလုံးကတကယ်ကို အထွတ်မြတ်ထားတဲ့အခမ်းအနားတစ်ခုလို့ပြောလို့ရပါရဲ့ရှင့်ဒီလိုပွဲမျိုးမှာဖိတ်တဲ့အတွက်လည်းကိုယ့်ရဲ့နိုင်ငံအတွက်ဂုဏ်ယူကြပါရှင့်ဒါအပြင်အဲ့ဒီပွဲလေးကိုကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံကောင်းဆောင်တော်တော်များများလည်းတက်ရောက်မှာဖြစ်ပါရဲ့ရှင့်ဒါကတော့ကျမတို့ဟိုကြောင့်မူကြီးကဒီပွဲလေးကိုတက်ရောက်တဲ့အခါမှာဒီနေ့စတင်ထွက်ခွာတဲ့အကြောင်းလေးကိုသတင်းချင်းချုံကြီးပြောပြတာပါရှင့် ပွဲရောက်ပြီးသွားတဲ့ခါမှာဘာတွေဆွေးနွေးမယ်ဘာတွေကြုံခဲ့မယ်ဘယ်လိုမျိုးကိစ္စတွေရှိမယ်ဆိုတော့နောက်နေ့မှာထက်လက်ဆက်မှန်ပြီးတော့ပေါ့နော်နိုင်ငံပိုင်သတင်းဌာနတွေကထုတ်ပြန်လာတဲ့ခါကျရင်ဒီမှာထက်မှန်ပြီးတော့ပြောပြပေးပါမယ်ရှင်အခုဒုတိယသတင်းလေးကကြတော့ Sky Villa မှာပေါ့နော်အခုချိန်ထိကို2ဖို့မှုတွေပြည်လုံးနေတော့မှာပဲရှင်အဲ့လို2ဖို့နေနေလေရုပ်အလောင်းတွေလည်းခဏခဏတွေ့ရပေါ့နော်ခဏနေဒီခန်းထဲမှာရုပ်လောင်းတွေ့လိုက်ရုပ်လောင်းတွေကလည်းတွေ့ရတဲ့ချိန်မှာတော်တော်ကိုပျက်စီးရိုရွင်းနေပါပြီရှင်ဒါကြောင့်ကိစ္စဲသမားတွေအရဆိုရင်လည်းတကယ်ကိုဝတ်ဆောင်ပြေးနေပေါ့နော်ဒီအလောင်းတွေကိုထုတ်ယူရတဲ့ကိစ္စလေးခက်ခဲစွာလုပ်ဆောင်ရတယ်မြင်တွေ့ရပါရဲ့ရှင် မနေ့ကဆိုရင်ဒီငလင်တန်းကြောင့်ပြိုကျခဲ့ရတဲ့ sky villa ထဲမှာဆိုရင်ရှာဖွေတွေ့ရှိခဲ့တဲ့ PC တွေပေါ့နော်အဲ့ PC လေးအကြောင်းလေးဆိုမှပြောပြချင်ပါရှင့်မနေ့ကတဲ့ဒီ sky villa ကိုရှာဖွေရင်းတဲ့အဆောက်ဦးပေါ့နော် B အဆောင် C အဆောင်နဲ့ D အဆောင်တွေကိုတဲ့ဖယ်ရှားတယ်တဲ့အဲ့ခေတ်မှာရုပ်လောင်းတွေထွက်လာတဲ့အတွက်ထုတ်ယူနိုင်ခဲ့တယ်ဒီအခါမှာအဆောင်ပြီးအခန်း၁၉ကနေပြီးတော့မြန်မာကျပ်ငွေ3800ကျော်ဒေါ်လာ3000တရုတ်ငွေထိုင်းကန်ငွေအပါအဝင်ရွှေ30ကျား30ကျပ်သားတုံး10တုံး ပေါ့နော်အများကြီးပဲရှိတယ်ငါပစ္စည်းလည်းတွေ့ရတယ်ပြီးတော့ရွှေဆွဲကြိုးကကုန်30လက်ကောက်ဟန်ချိန်26ခုလက်စွပ်က35ခွဲနဂတ်က73ရံဆွဲသီးရ5ခုကြောက်စိမ့်ပပူက2ခုပလဲပရိ2ကုန်းကြောက်စိမ့်လက်စွပ် iPhone iPad မှတ်ပုံတရ3ခုဘန်းစာအုပ်6အုပ်ကဲ LV ပတ်စံအိတ်တစ်လုံးပေါ့နော်ပြီးတော့ဒါရော cosmetic ဆက်သက်ဖြစ်ပေါ်ရှင်အဲ့ဒါပြင်အရေးကြီးစာစာရန်လေးပါရှာဖွေပြီးတော့ဖော်ထုတ်ရရှိခဲ့ပါတယ်ရှင့်အခုလိုမျိုးရှာဖွေတွေ့ရှိခဲ့ရတဲ့ဆိုတော့မြန်မာနိုင်ငံမိသက်တက်ခွဲရနေပြီးတော့ ထောက်ပြန်ချက်တွေထုတ်ထားတာဖြစ်ပါတယ်သူတို့ဒါလေးရှာတွေ့ထားရပေါ့နော်ဒါကြောင့်ဒီပစ္စည်းတွေကိုပိုင်ရှင်စီကိုပြန်လဲပြီးတော့အနှံခဲ့တဲ့တပုံလေးနဲ့တကွာပေါ့ရှာထုတ်ပြန်လာဖြစ်ပါရှင်ရေနာပစ္စည်းရောပတ်စံတွေရောအများကြီးကိုမိဘပြည်သူများမြင်တွေ့ရမှာဖြစ်ပါရှင်ဒီရှာပွေတွေ့ရှိထားတဲ့ပစ္စည်းနဲ့ငွေတွေကိုတဲ့ပိုင်ရှင်ကိုစားဒီပိုင်ရှင်မောင်တော်ဆက်သူထံကိုလည်းပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့ကနေပြီးတော့လွှဲပြောင်းပေးအပ်ခဲ့ပါတယ်ရှင့်ဒီတော့ကျမအနေနဲ့ဒီသတင်းလေးမှာတော့သုံးသက်စရာလေးကနှစ်ပိုင်းရှိမှာပေါ့နော်တစ်ပိုင်းကကြတော့ ိတ်တိတ်ထဲမှာဒေါ်လာတွေရောထိုင်းတွေရောတရုတ်ငွေတွေရောစသဖြင့်ပေါ့နော်အဲ့လိုမျိုးတွေဆိုတော့ဒါဟာမြန်မာနိုင်ငံသားအစစ်မှာဟုတ်ရလားပေါ့နော်လို့တော့အတွေးဝင်ပါတယ်ရှင့်ဒါကတော့တို့ရဲ့ကိစ္စရဲ့တချို့ရှိပါလိမ့်မယ်ဒီပိုင်းတွေတော့ကျွန်မနှစ်နှစ်ချစ်ချစ်မသုံးသက်ချင်ပါအောင်ရှင့်ကျမတုံသက်ချင်တာကကြတော့ကေစေးကြီးလုံနေရတဲ့သူတွေအခန်းခံတာလေးပေါ့နော်သူတို့အနေနဲ့ကနေဖို့မရှောင်မိုးရမရှောင်အခုချိန်တိကိုလုံနေစဲပဲဒီစဲဥစားကြီးပေါ့ပြန်လဲဖော်ထုတ်ရေးကိစ္စကြီးပေါ့နော်အဲ့ဒီမှာမှသူတို့နေစင်နေတိုင်းဘယ်လောက်ကြီးပြန်မှန်းနေရမလဲဆိုတာကျမတို့သူတို့နေရလေးတရားလာဝင်ကြည့်နော်သိတာပါရဲ့ရှင့် အဲ့တော့ဒီမိသက်တစ်ခွဲရာဆိုလဲအခုဒီရဲ့နာပစ္စည်းတွေ့တယ်တွေ့တဲ့အခါမှာဒီပြန်လဲလွှဲပြောင်းပြီးလုတ်ပေးတယ်ဆိုတော့ပုံလေးကိုဦးမှုကွယ်မှာတင်တာပေါ့နော်တင်တဲ့ခါလဲကြာလဲကြာအောက်ကနေပြီးတော့လူတွေကလာမှန်ထားကြတာဟိုဒီပစ္စည်းတွေကပေါ့နော်ဒါအပြည့်စုံမှာဟုတ်ရဲ့လားသူရောဆွဆွဲတာပေါ့ရှင်ပြောချင်တာမသိရင်ကိစ္စရေးသမားတွေကပဲကြားတွေကနေပြီးတော့အချို့တော့ကိုယူထားသလိုလိုအဲ့လိုမျိုးတွေပေါ့ရှင်တဲ့မှာပြီမစီမဆိုင်ဟိုစစ်တက်တက်လက်ထက်တာရောက်လို့ရှင်ပြန်ရမှာမဟုတ်ဘူးတော့ရဲလက်ထက်တာရောက်အောင်ပြန်ရမှာမဟုတ်ဘူးတော့ဆိုပြီးတော့ဆွ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 နဲ့ပြောဆိုနေကြအောင်ပေါ့တကယ်တော့သူတို့စိတ်နဲ့နှိုင်းပြီးတော့ရိုင်းနေတာပေါ့ရှင် သူမြပေးပေးမဲ့လောက်ရတာကြားတယ်အဲ့ဒီ comment တွေဖတ်ပြီးအမောဆိုမယ်နဲ့တွေ့ရသေးလားအမောဆိုမှာကျွန်မနိုင်ငံခါကျအဲ့လိုသူမြအမောဆိုအောင်တိတ်လောက်တာကိုလည်းဘာကူညီလဲဆိုဘာမှမကူညီဘူးအုတ်တချက်တဲတပွင့်နေတော့သွားပြီးတဲတာမရှိဘူးကေစဲလုံနေတဲ့သူတလောက်ပင်မန်းနေကြတာတော့သွားပြီးမုတ်ကြွေးရေတိုက်တာတော့မှသူတို့မလုတ်ခဲ့ပဲနဲ့ကေစဲသမားတွေထုတ်လာတဲ့ PC ရေပြန်ပြီးတော့ပေးတယ်ဆိုတဲ့ကိစ္စမှာကြတော့ပိုင်ရှင်ရတော့မှကြည်ပြူစွာလက်ခံပြီးတော့သူ့ပစ္စည်းရေမှန်ကြောင်ပြေဆုံးကြောင်နော်အစင်ပြေတဲ့အတွက်သူလက်ခံယူပြီးရဲ့ကိစ္စကိုအဲ့လိုမျိုးအာဝင်ချောင်းတဲ့ကိစ္စတွေကလည်းတော်တော်ရှက်ဖို့ကောင်းတယ်ရှင်သိလား လူမှုကွန်ရက်အသုံးပြုတာလည်းအဲ့လိုမျိုးအောက်တန်းစားစိတ်လေးနဲ့တုံးတာတော့စမပြေဘူး။ဘာကြောင့်လဲဆိုတော့လူမှုကွန်ရက်ဆိုတာလေကျမတို့တနိုင်ငံနဲ့တုံးတာမဟုတ်ဘူး။တကဘာလုံးတုံးနေရ။သူများနိုင်ငံကကျမတို့နိုင်ငံကွန်မန့်နေလာပြီးတော့ translate နဲ့ဖတ်ခဲ့လို့ရှင်ရယ်။သိခဲ့လို့ရှင်ဘလောက်ရှက်ဖို့ကောင်းလဲရှင်။ကြည့်စမ်းပါဦး။တို့တို့ကူညီနေတဲ့သူတွေတော့မှတို့တို့ဒီလိုဆွဆွဲပြောဆိုရဲတတော်မရိုင်းနိုင်နိုင်ငံသားတွေပဲဆိုပြီးပြောမှာပေါ့ရှင်။တော့ဒါလေးတော့ရှိပါလေရှင်နော်အဲ့တော့ကိုယ်နိုင်ငံကလည်းလူမှုကွန်ရက်တုံးတာနည်းနည်းတော့စင်ကြင်ကြဖို့အတွက်ကျွန်တော်ပြောပြတာပါရှင့် ီချိန်မှာသူတို့ခင်ဗျာပင်ပန်းပြီးတော့တွင်းသမက်ပစ္စည်းတွေလည်းပြန်အပ်ပါတယ်ပိုင်ရှင်တွေ draw များကုပစ္စည်းကိုပြန်ရကြတာကြီးပဲခက်တယ်မှာအောက်အပြည့်စုံဆိုတာထက်ရှင်ပြိုကျမှုတွေပျက်စီးမှုတွေကြားထဲမှာပျောက်ဆုံးတဲ့ကိစ္စတော့နေပါရှိတာပေါ့ရှင်ဒါဟုတ်ကိစ္စသမားတွေလည်းညှိုးထိုးပြီးတော့ဆော်ကားနေတဲ့ကိစ္စတွေရတယ်အဲ့ဒါတော်တော်ကျေးဇူးကမ်းတဲ့ကိစ္စပဲဒီလားတက်သေးရှိတော့ဒါဥစ္စာဖြစ်လိုက်ရှင်ကျွန်မပြောချင်တာတက်သေးရှင်တိုင်လိုက်ခက်တယ်မလားအခုကတက်သေးလည်းမရှိမှန်းနဲ့ပစအရက်ပြောစကားနဲ့ အဲ့လိုမျိုးဆွဆွဲနေတာကတော့မတင့်တော်ပါဘူးရှင့်ဒါလေးကျွန်တော်ပြောပြတာပါနော်အခုပြောပြတာကကျွန်တော်တို့ပင်မလှုပ်ဆောင်နေရတဲ့ကေဆေးသမားတွေအနေနဲ့မြေပြင်မှာကြုံနေရတဲ့အရာလေးတွေပေါ်မှာနားလည်ပေးကြဖို့ ਨੇ အခုလိုဖြစ်စင်နေဖြစ်တဲ့ခါကြလို့ရှင့်တတ်သိသားတကမရှိဘဲ ਨੇ သူတို့ပေါ်မှာဆွဆွဲတဲ့ကိစ္စလေးရက်တန့်နိုင်ဖို့အတွက်ပဲကျွန်မတင်းသုံးသက်ချက်လေးကနေတင်ပြခြင်းတာတောင်းဆိုခြင်းတာဖြစ်ပါရှင့် ဆိုရှယ်မီဒီယာကိစ္စလေးနဲ့ဆက်ဆက်သွားလို့ပါရှင်သတင်းလေးကိုလည်းကျွန်မနောက်ထပ်တစ်ပုဒ်တင်ပြပေးပါမယ်ဆိုရှယ်မီဒီယာနဲ့ပတ်သက်တဲ့နိုင်ငံခြားသတင်းလေးတစ်ခုပေါ့နော်အဲ့ဒါပါလဲဆိုတော့ကလေးတငယ်လေးကိုဆိုရှယ်မီဒီယာအသုံးပြုမှုအတွက်ပေါ့နော်နယူးဇီလန်ကပိတ်ပင်ဖို့အတွက်စူးစမ်းနေတဲ့သတင်းလေးဒါဖြစ်ပါရှင်အဲ့ဒီသတင်းလေးကျွန်မအယုံဆုံးဖတ်ပြပါမယ်ရှင်နယူးဇီလန်နိုင်ငံရဲ့ဝန်ကြီးချုပ်ဖြစ်သူကဒီခရစ်စတိုဖာလူဆန်ပေါ့နော်သူကအသက်16နှစ်အောက်ကလေးတွေနဲ့လူငယ်တွေကိုတဲ့ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကိုအသုံးပြုခွင့်ပိတ်ပင်ဖို့အတွက်ကိုသူအဆိုပြုလိုက်ပါရှင် ဒီလိုအဆိုပြုတ်ရတဲ့အကြောင်းရင်းကတော့ social media ပေါ်မှာကြမ်းတမ်းသောစိတ်နှောက်ယှက်ဖြစ်စေသောအကြောင်းအရာတွေတိုးပွားလာမှုကြောင့်လူငယ်တွေရဲ့စိတ်ကြမ်းမာရေးနဲ့လုံခြုံမှုကိုကာကွယ်ဖို့အတွက်ရည်ရွယ်တယ်ဆိုပြီးတော့ဆိုထားပါရှင့်မြန်မာဒီကဘာမော်ပါပေါ့နော်လက်ရှိဖြစ်နေတဲ့လိမ့်လာမှုတွေအရာဆိုရင်လဲဆိုရှယ်မီဒီယာကအထူးကြံမှုစိုးရိမ်ပူပန်မှုနဲ့စိတ်ပိစီးမှုတွေကိုလူငယ်တွေကြားမှာပို့ပြီးတော့ဖြစ်ပေါ်စေရဲဆိုပြီးတော့ဖော်ပြထားပါရှင့်ဒါအပြင်စိုက်ဘာဘူးလင်းလို့ခေါ်တဲ့ဒီအွန်လိုင်းထက်ကနေပြီးတော့ပေါ့နော်ဒူးနဲ့ဒူးကျူးလွန်တဲ့အမှုတွေပေါ့အဲ့လိုအမှုတွေအပြင်အခြားအနေရရှိတဲ့အကြောင်းအရာတွေကလည်း အသုံးပြုတဲ့လူငယ်ကြားထဲမှာဖြစ်ပေါ်လျက်ရှိပါရှင်ဒါလေးလာတွေ့ရှိထားမှုပေါ့နော်ဆိုဆိုရှယ်မီဒီယာပလက်ဖောင်းတွေရဲ့ဘေးရွက်ဆိုးကျိုး dark site ပေါ့အမှောင်ဘက်အချမ်းပေါ့ရှင်ဒီတော့နယူးဇီလန်ရဲ့ဆုံးဖြတ်ဆက်အချက်ဟာဆိုရင်ကမ္ဘာတော်လုံးမှာရှိတဲ့အခြားနိုင်ငံတွေအတွက်လည်းစံနမူနာတစ်ခုဖြစ်လာနိုင်တယ်ဆိုပြီးတော့သုံးသပ်နေကြရရှိပါရှင့်အထုနိုင်ငံတွေမှာလည်းအခုလက်ရှိမှာပေါ့နော်ကမ္ဘာမှာဆိုရှယ်မီဒီယာအသုံးပြုမှုကိုတက်ရွယ်လိုက်ကန့်သက်ထားတယ်ပြီးတော့ဒီလိုမျိုးတက်ကန့်သက်ထားဆိုရင်ပေါ့နယူးဇီလန်လိုမျိုးရရက်တောက်ပိတ်ပစ်မယ်ဆိုပြီးပြောတဲ့နိုင်ငံကတော့ဟိုရှားပါးနေသေးရေပေါ့နော် ဒါမဲ့ဒီနည်းပညာဆိုင်ရာလောကျောရဲ့ဖွဲ့လေးနဲ့မိဘတွေကတော့ဒီဆိုထောက်ခံတယ်ဆိုပြီးတော့လေသတင်းလေးမှာဖော်ပြထားပါရှင့်။နယူးဇီလန်အစိုးရဆိုရင်ဒီမူဝါဒကိုတရားဝင်အတည်ပြုနိုင်မှုတော့ဥပဒေကြမ်းတရက်ကိုလည်းရေးဆွဲမယ်လို့သိရတယ်ရှင့်။အပြည့်အခါမှာဒီဥပဒေကိုပေါ့နော်သူရေးဆွဲမယ်ပြဋ္ဌာန်းပြီးပြီဆိုရင် social media company အနေနဲ့ကအသက်16နှစ်အောက်သုံးဆွဲတဲ့သူတွေအကောင့်ပွင့်ပွင့်ပွင့်မှာပိတ်ပင်ပေးရမယ်ပြီးတော့မိဘတွေနဲ့အုပ်ချုပ်ရေးအဖွဲ့တွေအတွက်လည်းစောင့်ကြည့်ဖို့အတွက်လွယ်ကူဖို့အတွက်ကိုသူစီစဉ်ပေးမယ်ဥပဒေကြမ်းပေါ့ရှင် စောင့်ကြည့်မှုတွေနဲ့ပဲအသုံးပြုရမှာပေါ့16နှစ်အောက်ဆိုပြီးမသုံးတော့ဘူးအဲ့လိုပုံစံမျိုးတွေတော့ပြုလုပ်မယ်လို့မြင်ပါတယ်ရှင့်သတင်းလေးကိုဖတ်ပြီးရဲ့အခါမှာမိဘပြည်သူများလည်းတွေးစရာတခုရသွားမယ်လို့ထင်ပါတယ်ရှင့်ကပိုင်းမှာအခုပြောင်းလဲနေပြီနော်ဆိုရှယ်မီဒီယာကိုဆိုရှယ်ပလက်ဖောင်းတွေကိုထိန်းချုပ်ဖို့အတွက်ကိုနိုင်ငံတွေကစူးစမ်းနေကြတယ်ကျွန်မနိုင်ငံမှာဆိုလည်းစူးစမ်းခဲ့တယ်လေဘာကြောင့်လဲဆိုတော့ဒီဆိုရှယ်ပလက်ဖောင်းဆိုရှယ်မီဒီယာတွေကြောက်ပဲကျွန်မနိုင်ငံမှာလူချင်းချင်းတတ်ဖြတ်ပြီးတော့သွေးချောင်းစီးနေရတာရှင့်အကောင့်ချုပ်ထက်စူးချိုးများတာရှင့်ကျွန်မပြောချင်တာသိလား ဲ့တော့ကဘာပေါ်မှာကလည်းဒါကအကုန်လုံးကရိမ့်မိကုန်ကြပြီပေါ့နော်ကျမတို့ social media ဆိုတာထဲနေကြအောင်လည်းဒီလားကျမတို့လက်ထက်မှာကိုင်းထားတဲ့ဖုန်းတွေကျမတို့ရဲ့ Facebook account တွေ TikTok account တွေပေါ့နော်ဒီလို account တွေဟာကျမတို့ရဲ့ကိုရေးချက်လက်တွေအားလုံးအ ਨੇ နဲ့အများတော့ခိုးယူနေကြရနော်။ကြဲကြဲတော့ပြောရဲပြောလို့ရှိရင်ကျမတို့လည်းလက်ရှိသုံးနေရဆိုတော့ပိုက်ခံရမှာဆိုလို့ကျမတို့ account ခိုးယူနေကြရရှိရဲ့ရှင်သိလား။ဘာဘာကြောင့်ခိုးယူရလဲဆိုတော့ Facebook မှာဆိုတာ Facebook နဲ့ကျမဥပမာပေးမယ်။ Facebook မှာစီးပွားရေးလုပ်လို့ရှိရင်ကျမတို့က boost တယ်လို့ဆိုလို့ရှိရဲ့။ဒီကြုံညာလူတွေမြင်အောင်ပေါ့နော်။ အဲ့ကြုံညာပစ္စည်းပေါ်မူတည်ပြီးဒီကြုံညာပစ္စည်းကိုဘယ်သူစိတ်ဝင်စားလဲဆိုရင်အချက်လက် data တွေကကျမတို့အကောင့်ထဲမှာကျမတို့ထည့်ထားတယ်ကျမတို့နေ့စဉ်သုံးတယ်ကျမတို့နေ့စဉ်စိတ်ဝင်စားတဲ့အရာတွေကိုအခြေခံပြီးတော့ तू ကဒီဟာကိုပြန်ပြီးတော့ဥစားပေါ့သူ့ရဲ့ view ဟာပေါ့ new view ဟာနဲ့ तू ကပြန်ပြီးတော့ကျမတို့စီကိုကြုံညာရေးစီးစင်းစေတာမိဘပြည်သူတို့တတိပြုမိပါလိမ့်မယ်နော်တငယ်ချင်းလည်းအဲတငယ်ချင်းကတော့ဘယ်ရည်ရနာလေးလိုချင်တယ်ပြောလိုက်တယ်မကြောက်ကိုယ့်ရဲ့ Facebook လူမှုကွယ်မှာဆိုရင်ရည်ရနာဆိုင်ကြုံညာတွေတက်လာတာမျိုး ခါကြလို့ရှင်ဒီတိုင်းပဲပေါ့နော်ဖုန်းလေးကိုအင်တာနက်ဖွင့်ပြီးတော့စကားထဲမှာပြောနေဟိုဟာလေးစားခြင်းနဲ့ဒီဟာလေးစားခြင်းနဲ့ပြောလိုက်ပြီးလို့ရှင်ဖုန်းထဲမှာစားတော့ဆိုင်ကြညာတက်လာတာမျိုးဒီလိုဖြစ်စင်နေကျမတို့ခဏခဏကြုံရပါလေမရှင်နော် Facebook ကလည်းအရင်တော့ဆိုရင်ဒီလူတွေရဲ့ကိုယ်ရေးချက်လက်ကိုခိုးယူရဲဆိုပြီးတော့လည်းတရားရင်ဆိုင်ရတယ်ရောကြီးပါလေပေးရတဲ့ကိစ္စရှယ်ပေါ့နော် ကျွန်တော်နိုင်ငံမှာတော့အဓိကရင်ဆိုင်နေရတဲ့အတိုင်းပဲရှင်ကျွန်တော်ခုနကပြောသလိုပေါ့ကဲဆဲသမားတွေကိုသွားပြီးတော့ဆဲဆုံနေတဲ့တာဆန်တွေပေါ့နော်အဲ့တာဆန်တွေဒဏ်လဲကျွန်တော်တို့ခံရတယ်ပြီးတော့2021ကိစ္စကတော့ဆိုဆိုရှယ်မီဒီယာထက်ကနေပြီးတော့တက်နေတဲ့အဆက်ခွဲတာတွေတတ်ဖို့လှုံ့ဆော်တဲ့ကိစ္စတွေဟာဒီနေရာတွေမှာပဲလုပ်နေကြတာအဲ့ဒီအနေနဲ့စင်ကဲပြောင်းလဲပြီးတော့အကြမ်းဖက်မှုတွေဖြစ်ကုန်ကြတာပြီးတော့ကျွန်တော်လည်းအဲ့ဆိုးကျိုးတွေခံရတယ်ပေါ့နော်ဒါပြင်ကလေးတွေဆိုလည်းဒီလိုပဲ18 plus တွေ ြည့်မိတဲ့ကလေးတွေပေါ့နော်အဲ့ဒါပြီးလို့ရှိရင်ဘာဖြစ်လဲပူကင်းတွေဖြစ်လာတယ်မောင်နှမသားချင်းမကြောက်ဝမနာတာကိစ္စတွေဖြစ်လာရဲ့ရှင်ဒါဆိုရှယ်မီဒီယာရဲ့စိုးကျိုးတွေပဲဆိုရှယ်မီဒီယာဆိုလဲကောက်ကောက်မတုံတက်လို့ရှင်မီးလို့ပဲရှင် လောင်တိုက်သွားမှာတုံတက်တော့ကောက်တာပေါ့နော်ဒါပေမဲ့ယာကန်တော့တော်တော်များတော့ကောက်ကောက်အောင်သုံးမချတတ်ဘူးတိကျကိုယ့်လက်ထက်မှာဖုန်းလေးရှိလာရင်ကိုလိုတဲ့ပညာလေးအသင်မဲ့ တင်းလေးနားထောင်မယ်လူမှုကိုဘလို့အကျိုးပြုမလဲငါဘာလေးတော့ဟိုဘလို့ပြောမလဲငါရဲ့ဘဝတိုးတက်တိုးတက်ကြောင်းတော့ဘာလေးလမ်းနဲ့လုံမယ်ဆိုတော့မစင်စားကြဘူးသူများကဘလို့တက်ခိုက်လိုက်မယ်နိုင်ငံမတွေ့လူတွေဆဲလိုက်မယ်ဒီကောင်မအမြင်ကတ်တယ်ဟိုကောင်အမြင်ကတ်တယ်ဒီဦးလေးရပါဖြစ်တယ်ညဖြစ်တယ်ဆိုပြီးတော့နေ့စဉ်နေတဲ့အကုသိုလ်တွေရှာချန်ယူနေတာများနေတယ်ဒီတော့သုံးတာသုံးနေတာအလကားပဲလေနေရအကုသိုလ်ပဲစုမိနေတာအသိပညာလည်းမစုမိ data လည်းမစုမိနိုင်ငံတော်နဲ့ပတ်သက်တဲ့အချက်အလက်တွေလည်းမစုမိကိုယ့်ရဲ့ဘဝနဲ့ပတ်သက်တဲ့ဘူးတုဒ္ဒရာတွေတော့မစုမိဆိုမှတော့ဒီနိုင်ငံမတိုးတက်တာမထူးဆန်းအောင်ရှင့် ။ဟဲ့တော့ social media တွေနိုင်ငံတစ်ခုကိုတိုးတက်ဖို့အတွက်ဆိုတာထက်စုပ်ယုပ်ဖို့အတွက်ပိုများတဲ့အတွက်နိုင်ငံသားတွေကထိတ်ချုပ်လာပြီးမြန်မာနိုင်ငံမှာလည်းဘယ်တော့ထိတ်ချုပ်မလဲဆိုတာတော့မင်းတို့တို့တက်ဆိုင်မြန်မာနိုင်ငံပူစောတယ်ပူစောတယ်တဲ့။တို့တွေဒီကိစ္စကိုဂိုင်တွယ်နေတဲ့အချိန်မှာပဲမြန်မာနိုင်ငံထိတ်ချုပ်ပြီးပြီ။ VPN တွေပါခံပြီးတော့မတုံးရတာ Facebook ဆိုဟုတ်တယ်မလား။မကြခင် Facebook လည်းဘန်းခံမှာပါမလားမသိနိုင်ဘူး။ social media platform ကိုပထမဦးဆုံးထဲမှာထိန်းချုပ်တာမြန်မာနိုင်ငံလည်းပါတယ်ပေါ့နော်လို့ပြောရပါရှင့်ပြောလို့ရပါတယ်ဒီတော့ဒီလိုဟာတွေကြတော့လူခွင့်ရေးသမားတွေကဒါလူခွင့်ရေးချိုးဖောက်တယ်လို့ပြောမလား ြောလို့မရအောင်လေသူတို့မှလည်းဘာကြောင့်ပိတ်ရလဲဆိုတော့ data ချက်လက်ခိုင်နေရှင်ကျွန်တော်မြန်မာနိုင်ငံလည်းဘာကြောင့်လွတ်လပ်ခွင့်တချို့ရုပ်သိမ်းလဲရလဲဆိုတော့ data ချက်လက်ခိုင်နေအစမ်းဘတ်သမားတွေကဒီလူမှုကွန်ရက်ကနေပဲလူငယ်တွေကိုအစမ်းဘတ်သမားဖြစ်အောင်ဆွဲဆောင်နေကြလို့ကျွန်မကိုလည်းဒါကိုပြန်ထိချုပ်ရတာအခုမှပဲပြောရရှိတော့လေအပေါ်ရမှပဲပြောရရှိတော့လေကျွန်မကိုလည်းဒီလားလို့ဆိုပြောလို့ရှိရင်တို့ကလူခွင့်ရေလူခွင့်ရေဆိုတာနဲ့ကင်ပေါက်တတ်လို့လေတို့လူခွင့်ရေကြည်လိုက်လို့ရှိရင်အကြမ်းမတ်သမားတွေအတွက်ပဲနေနာရတဲ့သူတွေအတွက်ခါမှခွင့်ရေကမရှိဘူးဇလန်အလိုရရှိရပါရှင့်ဟောဒီတော့ကပိုင်းကြီးကပြောင်းလဲနေပြီ ကျွန်တော်မြန်မာပြည်လည်းဒါအောင်ကြည့်ပြီးတော့ကျွန်တော်နိုင်ငံမှာလည်း social media social platform အသုံးပြုတဲ့အခါမှာကလေးတွေလက်ထဲကိုမရောက်အောင်လို့ဥပဒေနဲ့တောင်းညစ်တဲ့နဲ့ဆိုတာလေးတွေကျွန်မတခါလည်းအကြံပြုပြီးတော့တင်ဆက်ချင်ပါတယ်ရှင့်ဘယ်လိုမှမလုပ်ဘူးဆိုတော့ကျွန်တော်နိုင်ငံကလည်း social media social ကိုအင်မတန်ခံစားနေရပြီးတော့တိုင်းပြည်မှာဥစားပေါ့လူငယ်အရေးမြစ်တစ်ခုပေါ့နော်လူငယ်အရေးမြစ်တစ်ခုကအစိတ်တင့်သွားတဲ့အခြေဖြစ်သွားနိုင်ပါတယ်ရှင့်ဒါကတော့နိုင်ငံတော်ရဲ့အမျိုးသားရေးနဲ့သက်ဆိုင်တဲ့အတွက်ဒီသတင်းလေးကိုကျွန်မထည့်သွင်းပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်ရှင့် မိဘပြည်သူများရှင်ကျွန်တော်ခုတက်ဆက်ပေးစင်တာလေးကတော့ကမ္ဘာမှာလက်ရှိဖြစ်ပေါ်ခဲ့တဲ့စစ်ပွဲအသစ်ပေါ်တော့အဲ့ဒီအကြောင်းလေးတက်ဆက်ချင်ပါတယ်။ဘာကြောင့်တင်ဆက်ရလဲဆိုတော့ဒီစစ်ပွဲလေးကကျွန်တော်နိုင်ငံနဲ့လည်းပအဝင်ပတ်သက်လာနိုင်တဲ့အတွက်တင်ဆက်ရတာဖြစ်ပါရဲ့ရှင့်။မိဘပြည်သူတို့ဒီသတင်းလေးကိုကြားပြီးလောက်ပြီးလို့ထင်ပါရဲ့ရှင့်။အိန္ဒိယနဲ့ပါကစ္စတန်စစ်ပွဲဟာစတင်သွားခဲ့ပြီဖြစ်ပါရဲ့ရှင့်။အိန္ဒိယနိုင်ငံရောပါကစ္စတန်နိုင်ငံရောကနျူကလ িয়ার ပိုင်ဆိုင်တဲ့နိုင်ငံတွေဖြစ်နေတယ်။ဒီလားပြစ်စင်တော့လေဟိုသတင်းသတင်းဆိုးပေါ့နော်သတင်းဆိုးကတို့နိုင်ငံစစ်ဖြစ်သွားပြီအဲ့သတင်းဆိုးထက်ဆိုးတဲ့သတင်းကအဲ့နိုင်ငံကနျူကလ িয়ার ပိုင်ဆိုင်တယ် ဇလန်းညာအလိုတော့ရှိရဲ့ရှင်သိလားနော်ပြီးတော့ကျွန်မတို့ကဘာရဲ့အချိန်လေးလေးကတော့စိတ်ချိန်လေးတမွေမွေပေါ့ရှင်မီးလေးလိုပေါ့တမြင်တမြင်လောင်းနေရဘာလို့ဟုတ်မနဲ့ထဖြစ်မလဲဆိုတော့ပြောတော့ဘောရှင်အဲ့ဒီတန်းလေးကိုကျွန်မယူဆုံးပြောပြမယ်နော်ဒီမေလ9ရက်ဒီနေ့မနက်အစောပိုင်းမှာဆိုရင်အိန္ဒိယကပါကစ္စတန်နိုင်ငံမှာရှိတဲ့နေရာ၉ခုကိုဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါရဲ့ရှင်။အထူးကအဖြစ်အကြမ်းမသမားတွေရဲ့ခုံလုံးတဲ့နေရာတွေကိုဥတီပြီးတော့ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်ဆိုပြီးတော့အိန္ဒိယနိုင်ငံထုတ်ပြန်ထားပါရဲ့ရှင်။ဒီတိုက်ခိုက်ရတဲ့အကြောင်းရင်းကတော့မတ်လ22ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့အိန္ဒိယနိုင်ငံပိုင်နက်ဖြစ်တဲ့ကက်ရှမီးယားဒေသပါကေဟန်ကျွာထဲမှာဆိုရင်ပါကစ္စတန်အခြေစိုက်အကြမ်းမတ်သမားတွေကဝင်ရောက်ပြီးတော့အိန္ဒိယနိုင်ငံသား25ဦးနဲ့နီပေါနိုင်ငံသားတဦးတပ်ဖြတ်ခဲ့ပါတယ်ရှင့်ဒီလိုမျိုးအကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်အတွက်ကိုဒီအကြမ်းဖက်တွေခိုနှားရနေရာတွေကိုအိန္ဒိယနိုင်ငံကတုံ့ပြန်ခဲ့တာပါဆိုပြီးတော့အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနကကြေညာထားပါတယ်ရှင့်ဒီလိုတိုက်ခိုက်မှုကြောင့်ပါကစ္စတန်ထိန်းချုပ်ထားတဲ့ကက်ရှမီးယားဒေသမှာဆိုရင်ပေါက်ကွဲသံအကြီးကြီးထွက်ပေါ်ခဲ့တယ်ပြီးတော့ဒီလက်နက်ကြီးကြတဲ့အတွက်ပေါ့နော်မီးရေလောင်ကျွမ်းတာမြင်ရပါတယ်ရှင့်လက်ရှိအချိန်ထိမှာ ဒီလိုမျိုးတိုက်ခိုက်ခံရတဲ့အတွက်အ ਨੇ ဆုံးလူ၈ဦးသေဆုံးခဲ့တယ်ဆိုပြီးတော့သိရပါရဲ့ရှင့်ဒီတော့အိန္ဒိယနိုင်ငံဟာပါကစ္စတန်ရဲ့ဒီပေါ့နော်ကက်ရှမီးယားပေါ့သူတို့ကက်ရှမီးယားနှချမ်းကွဲနေတာဒါလေးလည်းကျွန်မတက်ဆက်လက်ပြောပြပါမယ်ဒီကက်ရှမီးယားရဲ့ပါကစ္စတန်ဘက်ခြမ်းကိုဘာကြောင့်တိုက်ခိုက်ရတာလဲဆိုရင်သူတို့မှလည်းအကြောင်းပြချက်တွေအရမ်းခိုင်လုံသွားပြီသီလားဒီမတ်လ22ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ကိစ္စအပြင်ကိုပါကစ္စတန်အခြေစိုက်အစမ်းမတ်သမားတွေက2000တခုနှစ်မှာလည်းအိန္ဒိယနိုင်ငံကပါလီမန်အဆောက်အအုံဝင်ရောက်တိုက်ခိုက်ခဲ့ပူရဲ့ရှင့် ဒါပြင်မွန်ပိုင်းမှာရှိတဲ့ Taj Mahal Hotel ရဲ့လည်းဇမတ်တနတ်သမားတွေဝင်ရောက်ပစ်ခတ်မှုတွေပြုလုပ်ခဲ့ဥပါတယ်။အဲ့ Taj Mahal ဝင်ပစ်တဲ့ကိစ္စအားလေးရုပ်ရှင်ထွက်မှုလည်းဒီလားကျွန်မကြည့်ဦးတယ်အိန္ဒိယကဘောနော်။ဟိုအကြမ်းဖက်သမားတွေ Hotel ထဲဝင်လာပြီးတော့အဲ့အကြမ်းဖက်ပစ်ခတ်တပ်ဖြတ်တယ်ဆိုတဲ့ကိစ္စတွေရုပ်ရှင်ထဲရိုက်ထားတာပေါ့။အဲ့ဒီမှာလွတ်မြောက်သွားတဲ့သူရဲ့စုံသားကမ်းပုံစံလေးပြီးတော့တော်တော်လေးကြည့်လို့ကောင်းပါတယ်ပြီးတော့အကြမ်းဖက်သမားရက်ဆက်ရှုပ်မှမဟုတ်လေအဲ့ဒီကကျွန်တော်မြင်ရတာပေါ့နော်သူတို့ဒါသမိုင်းနဲ့ချီပြီးတော့မှတ်တမ်းတင်နေတာဖြစ်ပါတယ်သူများနိုင်ငံအမှုပညာရှင်တွေအဲ့လိုမျိုးနော်တကယ်ကိုယ်နိုင်ငံကိုသူများကစော်ကားလာတယ်ကိုယ်နိုင်ငံအကြမ်းဖက်သမားတွေက ဟိုဖြက်စည်းလာတယ်ဆိုတော့သူကအဲ့လိုဥပညာနဲ့ကိုသူကသမိုင်းမှတ်တမ်းတင်ပေးတာဒီကမ္ဘာလုံးကကြည့်လိုက်တာနဲ့တွေကိုအိန္ဒိယနိုင်ငံရဲ့နစ်နာမှုကိုထင်သာမြင်သာရှိစေရပေါ့နော်ဒီတော့အခုလိုတိုက်ခိုက်တဲ့ခါကျတော့သူတို့တကယ်နစ်နာခဲ့ရလို့ပြန်လုတယ်ဆိုတော့ဒီကမ္ဘာလုံးကနားလည်ပေးနိုင်သွားတယ်ကျွန်တော်နိုင်ငံဥပညာရှင်နဲ့ဒါလေးတော့စံပြနမူနာယူတဲ့နေရှင်သိလားကျမကြည့်ရင်တော့ဟိုရက်တည်းကရုပ်ရှင်လေးပေါ့နော်မြန်မာနိုင်ငံရိုက်တဲ့ရုပ်ရှင်လေးတချို့ဟာလေးဒီပါကျမသွားကြည့်ပြီးတော့ပေါကားတွေရိုက်နေလုံးပဲတော့တိရနှစ်ယောက်ကြားနဲ့ငါးယောက်ကြားနဲ့ဟိုနှစ်မိန်းမနဲ့ငါမိန်းမနဲ့ ။ဟိုမိယောက်ျားနဲ့သူများမိန်းမနဲ့အဲ့ဇလန်းနေပြီပဲ။ဘာတွေမှလည်းမသိဘူးကယောက်ျားတစ်ယောက်ဖ ያ နဲ့မိန်းမနှစ်ယောက်သုံးယောက်နဲ့ရှောက်တာတွေမိန်းမတစ်ယောက်ဖ ያ နဲ့ယောက်ျားနှစ်ယောက်သုံးယောက်နဲ့ရှောက်တာရှောက်တာတွေပေါ့နော်။ဒီကတော်တော်ဘူးသူရရနေအောင်မဇလန်းနေရတယ်။တော်တော်ဘူးသူရကြွယ်သွားတဲ့ကားကြီးရိုက်နေတော့မဲရှင့်။ဒီလားပေါ်ကားလို့တော့မပြောတော့ပါဘူး။အာနာလို့ဘူးသူရအရင်အမြားတဲ့ကားကြီးပေါ့နော်။ဒီကမှအဲ့လိုမျိုးလူမျိုးရဲ့အရှုပ်ရှင်းနေကားကြီးကြီးပဲ။အဲ့ဒါမဲ့တို့ကတခုတော့ရှိရပါတော့။အဲ့လိုရိုက်ပြီးသင်္ကန်းစာရှူဖို့တော့ထဲ့တော့ထဲ့ထားတယ်နောက်ဆုံးကမ်းလေးမှာမိမတွေရှုပ်ပြီးယူသွားတာလို့တဲ့မှာလင်ငယ်ထားပြီးတော့ဟို ထောင်ကျသွားတာစသဖြင့်ပေါ့လေဒီလိုသင်ခန်းစာလေးတော့ဘဝသင်ခန်းစာလေးတော့ထည့်ပါတယ်ရှင့်မထည့်တော့မဟုတ်ထည့်ပါတယ်ဒါပေမဲ့လည်းအရှိပိုင်းမှာပြရတဲ့ဇက်ကွက်တွေကတကယ်ကိုပူလောင်ပြီးတော့ဘာသူတူတတ်မှလည်းမရှိတဲ့ဇက်ကွက်တွေပဲဖြစ်နေရဲ့ရှင်ဒါနုပညာရှင်တွေကျွန်မကြုံလို့ပြောပြရပါတော့နုပညာနဲ့နိုင်ငံကိုတိဆောက်မယ်ဆိုလို့လှုပ်ပေးထားတဲ့တွေရှိရဲ့လေအဲ့တော့သူတို့ဘလို့တိဆောက်လဲကြည့်ရတဲ့အခါကျတော့လင်ငယ်မရေငယ်ဇက်တွေရိုက်ပြီးတိဆောက်နေကြတယ်တော်တော်တိုးတက်နေအောင်ပဲဒီကတော်တော်တိဆောက်နေအောင်ပဲတိုင်းပြအဲ့လိုခြေနေရှိပါရဲ့ရှင် ဒါကြားပြက်ပြောပြတာပါဒီတော့အိန္ဒိယနိုင်ငံဆိုရင်အခုဒါသူ့သူ့လာပြီးတော့ခဏခဏခလုတ်တိုက်နေတဲ့ဒိုလေးနဲ့ကတ်ထိုးနေတဲ့အတွက်သူကပြန်ပြီးတော့တီးလိုက်တဲ့သဘောပဲရှင့်ဒီတော့နယ်မြေခြေတီလေးကျမရှင်းပြမယ်ခုနကနော်ကက်ရှမီးယားနှစ်ခုဖြစ်နေဆိုတာလေကက်ရှမီးယားပြည်နယ်တစ်ခုပဲဒါပေမဲ့တချမ်းအောင်အိန္ဒိယပိုင်ဆိုးပြီးတော့တချမ်းအောင်ကျတော့ဒီပါကစ္စတန်ပိုင်ဆိုးတယ်ပါကစ္စတန်ဘိုင်ဆူရဲ့ပတ်ချက်မှာအကြမ်းမတ်သမားတွေအခြေဆိုင်ယူပြီးတော့အိန္ဒိယနိုင်ငံနဲ့ဝင်ဝင်ပြီးတော့အဲ့လိုမျိုးအကြမ်းမတ်တိုက်ခိုက်တာပုံဖောက်တာလုပ်တာရှင့်အဲ့ရုပ်ရှင်တွေလည်းအိန္ဒိယမှာရိုက်ထားအများကြီးပဲကက်ရှမီးယားဒေသတွေကတော်တော်လှတာတိလား ကလားကားတွေမှာဆိုတချင်းရွာတွေမှာပါလေဒါမှမဟုတ်အကြမ်းမတမတဲ့ဝင်ဝင်ပြီးအိတ်နှောက်ပမှုကိုဖျက်ဆီးနေကြတော့အိန္ဒိယကလည်းပဲတိခတ်နိုင်အောင်လဲရှင်ဒီသူတို့ကလည်းခြောက်တာပေါ့နော်အဲ့တော့သူတို့အနေနဲ့သူတို့အနေနဲ့ကတော့နိုင်ငံကိုကာကွယ်ဆောက်ရှောက်တာပဲသူတို့အကြမ်းပတ်အနေနဲ့ကြီးထွားလာတဲ့အတွက်ပြန်ပြီးတော့သူတို့ကဒီတိုက်ခိုက်တာဖြစ်ပါရှင့်ဒီနေရာမှာကျမအနေနဲ့အိန္ဒိယကိုချီးကျူတာမီဒီယာကဏ္ဍချီးကျူရဲ့ရှင်ဒီလားအိန္ဒိယကမဆန်နဆန်နေရနေနောက်ပိုင်းမှာမင်းတို့ပါကစ္စတန်ကဒီဖြစ်ရအတွက်ကိုမင်းတို့တာဝန်ခံရမယ်ဆိုပြီးတော့ပြောကြားထားလိုက်တယ်ပေါ့နော်အဲ့နောက်ပိုင်းမှာဆိုရင်တို့အိန္ဒိယမီဒီယာတွေကလေ တို့နိုင်ငံမှာဒီကောင်တွေကြောက်ဘာတွေနဲ့နာခဲ့ရလဲဆိုတော့သမိုင်းနဲ့ချီပြီးတော့ဖော်ထုတ်တာတည်းလားဒီစစ်ပွဲမှာတို့ဒီတရားမျှတစွာတို့တို့နိုင်ငံအတွက်ကိုတိုက်ခိုက်ရတယ်ဆိုတော့တသက်ပြုနိုင်ဖို့အတွက်ကိုမီဒီယာတွေကအင်းနဲ့အားနဲ့ကိုစူးစမ်းကြတာအဲ့ဒါတော့တတော်ကိုချီးကျူးဖို့ကောင်းနေရှင်တည်းလားအဲ့တော့အဲ့လိုစူးစမ်းလိုက်တဲ့နောက်ပိုင်းပါဖြစ်လဲဆိုတော့အခုအိန္ဒိယနိုင်ငံကပါကစ္စတန်ကိုတိုက်ခတ်လိုက်ပြီဆိုတဲ့အခါမှာအိန္ဒိယနိုင်ငံသားတွေတော်တော်များများဒီစစ်ပွဲကိုထောက်ခံကြတယ်ဒါတို့ရဲ့ကာကွယ်ပိုင်ခွင့်အတွက်တို့နိုင်ငံအစိုးရကခေါင်းဆောင်ကပြုတ်လုပ်ခဲ့ရွေးချယ်ခဲ့ရဆိုတော့တို့ကောင်းကောင်းလက်ခံသွားရရှင့် မီဒီယာအားအကြောက်ကိုကောင်းတယ်နော်ဒီလားဘာသာဖြန့်ချီမပါဝင်တဲ့စစ်ပွဲတို့နိုင်ငံရေးကစားကွက်တို့ဆိုတာဘယ်တော့မှပြည်ပြည်စုံတဲ့အောင်မြင်မှုမရဘူးဆိုစကားသိမှန်တယ်ဘာသာဖြန့်ချီကအရန်ရေးကြည့်တယ်အိန္ဒိယမီဒီယာကဏ္ဍကတော့ဒီမှာဒီညမှာအရန်ချီချူပါရှင်ကိုမှန်တယ်ဆိုတိုင်းလဲခါကြံတက်တည်ပြဖို့ကခက်တယ်ဒီလားမီဒီယာကောက်ကောက်အသုံးပြတတ်မှသာဘာလို့လို့တင့်တယ်လားရှင်အခုအိန္ဒိယကတင့်တယ်တင့်တယ်ဘာကြောင့်လဲဆိုတော့သူကသူ့မီဒီယာကဏ္ဍကောင်းကောင်းသုံးတတ်တယ်လေဒီလိုအသုံးပြတတ်တဲ့အတွက်သူတို့လှုပ်လိုက်တဲ့စစ်ပွဲဟာ ်မှန်ကန်တဲ့စစ်ပွဲတရားမျှတတဲ့စစ်ပွဲဖြစ်သွားတာရှင်သိလားအိန္ဒိယနိုင်ငံရဲ့မီဒီယာကဏ္ဍကနေဝါဒဖြန့်စီအောင်မြင်ခဲ့တဲ့အတွက်စစ်ပွဲပြုလုပ်တဲ့အချိန်မှာတော့မှအစိုးရနဲ့ပြည်သူဟာသတိရသသားနဲ့ရှိနေတယ်။ဒါဆိုရင်သိကြတဲ့နိုင်ငံတော်ကလိုအပ်လာလို့ရှင်ဒီနိုင်ငံသားတွေကစစ်မှုထမ်းပြီးတော့သူတို့နိုင်ငံကကာကွယ်ကြမှသိကြရရှင်မီဒီယာအခန်းကဏ္ဍကိုပိုင်နိုင်စွာကင်တွယ်လိုက်တာကနောက်ဆက်တွဲမှာဘယ်လောက်ထိအောင်မှကောင်းကျိုးတွေများလဲဆိုတာတော့သင်ငန်းစာရှုစရာပဲเนาะကျမတို့တော်တော်ကိုသူတို့စီရင်နေလို့သင်ရမယ့်ကိစ္စအများကြီးရှိရလို့မြင်ပါတယ်ရှင်ဒါကတော့ဒီ စစ်ပွဲစတင်တဲ့အချိန်မှာအိန္ဒိယနိုင်ငံပြင်ဆင်သွားခဲ့တဲ့မီဒီယာတိုက်ကွက်မီဒီယာဝါဒဖြန့်ချီလေးပေါ့နော်ပြည်မီးပညာနဲ့ပတ်သက်ပြီးတော့ကျွန်မချီးကျူတာဖြစ်ပါရှင့်။နောက်ကြတော့နိုင်ငံတကာရေးရာပညာရှင်ဆန်ဆန်အရင်မတုံ့တက်တက်တဲ့အတွက်ကျွန်မတို့ Prime Media အနေနဲ့ကတော့နိုင်ငံတကာရေးရာလိလာတုံ့တက်သူဖြစ်တဲ့ဆရာကြီးဆိုးလင်းတဲ့ဒီအိန္ဒိယနဲ့ပါကစ္စတန်စစ်ပွဲနဲ့ပတ်သက်ပြီးတော့ပေါ့နော်စစ်ပွဲမဖြစ်ခင်ကတည်းကအင်တာဗျူးလုပ်ထားရှိပါရှင့်။ကျွန်မတို့ Prime Media မှာတင်ထားပါတယ်။လာရောက်ပြီးတော့စိတ်ဝင်စားစုလိလာကြည့်ဖို့အတွက်ဖိတ်ခေါ်ချင်ပါရှင့်။ဒါကြောင့်လဲဆိုတော့ဆရာကြီးဆိုးလင်းနေတဲ့ အခုဖြစ်တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံကဘလို့အခြေအနေလေးရှိတဲ့နယ်ဘာလေးတွေပြင်ဆင်တဲ့လဲစီရေးအရာတမန်ရေးရနိုင်ငံရေးရဘာတွေပြင်ဆင်တဲ့လဲဆိုတာလေးကိုကျမတို့တေချာစွာရှင်းလင်းပြောပြထားဖြစ်ပါရှင့်ဒါကြောင့်အခုဖြစ်နေရပေါ့နော်အိန္ဒိယပါကစ္စတန်ကိစ္စရဲ့တမိုင်းကြောင်းနေဘာကြောင့်ဖြစ်လာလဲဆိုတာတွေရှေ့လျှောက်မြန်မာနိုင်ငံဘာတွေရင်ဆိုင်ရနိုင်လဲပေါ့နော်ဘာတွေပြင်ဆင်ရမလဲဆိုတဲ့ကိစ္စလေးတွေကိုကျမတို့ brand media တင်ဆက်ထားတဲ့အမျိုးသား လုံခြုံရေးကိုချိန်ချောက်လာတဲ့အစံပတ်အနေနဲ့ဆိုတဲ့အစီအစဉ်လေးကနေပြီးတော့ဝင်ရောက်ပြီးတော့လေ့လာကြည့်ရှုနိုင်ပါရဲ့ရှင့်။ဒါလေးကကြညာဝင်တာဖြစ်ပါတယ်။ကြညာဝင်ရဲ့အကြောင်းရင်းကလည်းဒါမိဘပြည်သူတွေအားလုံးတည်တည်တိထိုက်ပါရဲ့ရှင့်။မကြခင်ကြုံရမယ့်အရာအတွက်ကျမတို့အားလုံးက data အချက်လက်စုလာပြီးတော့ကျမတို့ဘယ်ကဏ္ဍတွေမှာပါဝင်အားဖြစ်ရမလဲဆိုတာလေးကိုကြိုတင်ပြီးတော့သိရှိနိုင်ဖို့လိုတာပေါ့နော်။နိုင်ငံတော်ရောပြည်သူတွေရောပေါ့ရှင့်။ဒီကိစ္စကြီးကကျမတို့ပါဝင် ပတ်သက်လာခဲ့လို့ရှိရင်ကျမတို့အထိနာနိုင်တဲ့အခြေအနေရှိပါရဲ့ရှင့်။တိကျလား။ตาဖို့တော့မရှိဘူးကျမတို့ကနားဖို့ပဲရှိရဲ့။ ကျမတို့နိုင်ငံကလေလေနာဖို့ဆိုထိတ်ဆုံးပါဘောเนาะအဲ့တော့အခြေအနေကနည်းနည်းတော့စိုးရင်ရှာရှိပါရှင့်ဒါကြောင့်ကျမတို့အနေနဲ့ကတော့ကိုကပညာရှင်မဟုတ်တဲ့အတွက်အဲ့လိုဤအောင်ကဝင်ပြီးတော့ဝေဖန်တာတွေမလုပ်ချင်ဘူးဘောเนาะကိုကြောင့်မိဘပြည်သူတွေရောနိုင်ငံတော်မှာရောလောက်ဆောင်အောင်လောက်ဆောင်ချက်တွေလမ်းလွဲသွားမှာစိုးပါရှင့်ဒါကြောင့်တကယ်ကိုတိတက်နားလေပညာရှင်တွေကိုပဲကျမတို့ရှာဖွေပြီးတော့ဒီလိုမေးပြကဏ္ဍလေးပြုလုပ်ထားဖြစ်ပါရှင့်နိုင်ငံတကာခန်းကဏ္ဍလေးဘောเนาะဒါလေးကျမတို့အနေနဲ့မိဘပြည်သူတွေလေ့လာကြပါထောင်ရှိတဲ့သူတွေအနေနဲ့လည်းစိတ်ပါဝင်စားရဲဆိုရင်လေ့လာကြည့်ရှုအားပေးနိုင်ပါတယ်ဆိုပြီးတော့ကျမအနေနဲ့တင်ဆက်လိုက်ရပါတယ်ရှင် ်မိဘပြည်သူများရှင်အခုလှည့်ကြတာတော့ဂရိတ်တွဲចောင်းသားတွေအတွက်ဖြစ်ပါရှင့်သူတို့မိဘပြည်သူများမိတော်မိနေကြပြီလားရှင့်သူတို့တွေကဘဝရဲ့ပထမအုပ်ဆုံးတိုက်ပွဲကိုဒုတိယအကြိမ်ပြန်တိုက်ရတဲ့သူတွေပေါ့နော်သူတို့ကျမတို့မိထားလို့တော့မရအောင်ရှင့်နေတာနိုင်ငံမှာဘယ်လောက်ထိပဲရှုပ်ထွေးနေပါစေသူတို့လေးတွေကကျမတို့ရဲ့အနာဂတ်တွေလေဒီတော့သူတို့အခုချိန်မှာဖြစ်နေကြတယ်ဘာလုပ်နေကြလဲဆိုတာလေးကျမနည်းနည်းလေးပြောပြပေးမယ်နော်သူတို့အခုဆိုရင်ကန့်ဝင်နေကြရရှင်ဒီလားကျမတို့ဒီနေပြီးတော့ကောင်းစင်းနေမြန်မာဆိုရင်ဥဒရတိတိတက်ကုန်းဇီယာတိတိဥပတိတိပြင်မနာသမြူတိတိ လယ်ဝေးတခိနာတီတီစတဲ့ဒီမြို့နယ်တွေမှာဆိုရင်လက်ကျင်ရေးစခန်းကန့်ကို52ခုတိတိဖွင့်လှစ်ပေးထားပါရဲ့ရှင့်အဲ့ဒီကန့်နေမှာဆိုရင်အပြည့်ဖြေအကြောင်းသားတွေပါဝင်ရောက်ပြီးတော့တက်ရောက်နိုင်တယ်လို့သိရပါတယ်เนาะဒါကြောင့်အပြည့်ဖြေအကြောင်းသားအနေနဲ့စုံစမ်းမှာသွားပြီးတော့တက်ရောက်ပါလို့တိုက်တွန်းချင်ပါတယ်ရှင့်ဒီကြောင်းနေမှာဆိုရင်တက္ကသိုလ်တွေကဒုတိယပေါမုခချုပ်တွေပေါမုခတွေတွဲပတ်ပေါမုခတွေကတိကတွေနဲ့ဆရာဆရာမတွေကဘာသာရက်လိုက်ကိုလောလောဆယ်မှာသင်ကြားပို့ချပေးနေပါတယ်ရှင့် ။ဟိုကျွန်မခုပြောပြချင်တာကတို့ကန့်မှာနေထိုင်ရတဲ့ပုံစံလေးပြောပြချင်တာ။ grade 2ကျောင်းသားလေးလေကန့်မှာတို့ဘာတွေလုပ်ရလဲဘယ်လိုနေရလဲဒါလေးတွေကျွန်မနည်းနည်းလေးပြောပြမယ်ပေါ့နော်။ဟိုစိတ်ဝင်စားပြီးလာတက်ချင်တယ်ဆိုတော့တက်လို့ရအောင်ကျွန်တော်ပြောပြပေးပါပါရှင့်။ကမ္မနေထိုင်ရတဲ့ပုံစံကိုចောင်းသားလေးတယောက်ကပြောကြားထားပါရှင့်ဒါလေးသူ့ရဲ့ပြောကြားချက်ပေါ့နော်တကယ်ဟိုဒီကမ္မနေတဲ့ចောင်းသားတယောက်ကပြောထားတာလေးကျွန်မပြန်လည်ပြီးတော့ဖောက်တယ်ချပေးပါမယ်ရှင့်သူ့ရဲ့ကမ္မဆိုရင်ねမနက်ဆိုရင်9နိုင်အိပ်ရာထားရပါတယ်တဲ့အိပ်ရာတော့စောစောထားရမယ်နော် ီးတော့ခါမှာရေချိုးရတယ်ရေချိုးပြီးရခါမှာ6နာရီရစပြီးတော့စာလုပ်ရပါတယ်ညဘက်မှာဆိုရင်ည7နာရီထိစာကြက်ရတယ်လို့သိရပါတယ်ရှင့်အဲ့စရာနေရရေမိုးချိုးတာအစအသေးချာလေးစီစဉ်ပေးထားပါဗျာ။စားတော့ရေးပိုင်းမှာဆိုလဲမနက်စာနေ့လယ်စာညစာကိုအသေးချာလေးကျွေးပါတယ်။နေရေးထိုင်ရေးအတွက်ဆိုလဲအဲ့ရခင်ဖျားကောင်းအောင်ဆောင်ချင်အောင်စရာလေးအားလုံးကိုအသေးစိတ်လေးစီစဉ်ပေးထားတယ်လို့သိရပါတယ်ရှင့်။ဒါ့အပြင်ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ဆိုလဲနေ့စဉ် medical cover တွေကိုလည်းထားရှိထားပါတယ်ရှင့်။ကန့်ကိုကလေးတွေစောင့်ဝဲဖြစ်ဆိုပြီးရတဲ့အထိဆက်လက်ဖွင့်လှစ်ပြီးတော့သင်ကြားသွားမယ်လို့သိရတယ်။ ပြီးရခါမှာစာတင်ချိန်အနေနဲ့ကတော့ဘာသာရက်အလိုက်ပေါ့နော်ဒီနေ့ကို6ဘာသာတစ်ဘာသာတစ်နိုင်နှုန်းနဲ့ပြန်လဲပြီးတော့ revision ပုံစံမျိုးပေါ့ပြန်ပြီးတော့သင်ကြားပေးတာဖြစ်ပါရှင့်ညဘက်တွေမှာဆိုလဲသင်ခန်းစာတွေကိုပြန်ပြီးတော့ revision ပြန်ပေးတယ်သေချာလေးစာချက်ပေးရလို့သိရပါရှင့်တော်တော်ကောင်းပါရဲ့နော်သေသေးချာချာဘောရာဆောင်တစ်ခုလုံးမျိုးသေချာစီစဉ်ပေးတာဖြစ်ပါတယ်ဘောရာဆောင်တော့ရိုးရိုးဘောရာဆောင်မဟုတ်ဘူးတကယ်ပတ်စံကြီးကြီးဈေးကြီးကြီးပေးရတဲ့ဘောရာဆောင်လို့စားဖြစ်လို့ ਨੇ နိုင်ငံတော်သေချာလေးလုပ်ပေးထားရှင့်သိလား အကန့်ကိုမဝင်ရတဲ့အကြောင်းသားလေးဆိုလဲဝင်ပါလို့တိုက်တွန်းချင်ပါရှင့်မိဘရဲ့ကိုယ်ကစင်းသွင်းပြီးတော့ကလေးတွေတနေ့တခြားများပြားလာပို့တယ်ပေါ့နော်ဟိုပြောရမယ်ဆိုတော့ရှင်ကျမဒီလှုပ်ဆောင်ချက်တွေတော့တော်တော်သဘောကျပါတယ်စဉ်းနေပါတယ်နိုင်ငံတော်ကလည်းကလေးတွေလိုလာရမှာပေါ့ရှင်ဘာကြောက်လဲဆိုတော့နိုင်ငံတော်ကရွေးချယ်မှုကိုကလေးတွေအခက်ခဲကြားရတယ်နေလောက်ရတာလေဟုတ်တယ်မလားသူတို့ပုံမှာတလောက်ထိတော့လောက်ရမှာပေါ့ရှင်တလောက်လေးတော့ပြန်ပြီးတော့ view site ပေးရမှာပေါ့နော်လို့အလိုလိုက်ရတာပေါ့ရှင်းပြောမှာဟုတ်တယ်မလားခုဖော်ဆောင်နေတဲ့လမ်းကြောင်းကိုမိဘတွေအကြောင်းသားတွေကလိုက်လုပ်ပေးရတဲ့အတွက်နိုင်ငံတော်လည်းဒါအလိုလိုက်ရမယ်အပိုင်းလေးရှိရပေါ့နော်ဒီတော့တို့အချင်းချင်းဒီလိုအဆင်ပြေစွာနဲ့ ်အကလေးရဲ့အနာဂတ်အတွက်စာမွေးပြန်ဖြေနိုင်မှုအတွက်လှုပ်ဆောင်နေတာတော့စိတ်ချမ်းမြေပေါ်ရာတွေ့ရပါရဲ့ရှင့်ဘယ်ဘဝဖြစ်ဖြစ် graduate ကျောင်းသားလေးအတွက်ကတော့ကျမတို့စိတ်အေးသွားရပြီသူတို့တွေကောင်းမွန်စွာပညာသင်ကြားနေတယ်သူတို့ထပ်မံပြီးဖြေရမယ့်စာမွေးအတွက်ကိုလည်းအားအင်အပြည့်နဲ့လှုပ်ဆောင်နေပါရဲ့ရှင့်ဒီတော့လည်းမိပါတယ်ပတ်စံလည်းမကုန်ဘူးစိတ်ညစ်စရာလည်းမရှိဘူးကန့်ကိုသွားပို့ပေးလိုက်အောင်မယ်အကုန်ဆက်စားရနိုင်ငံတော်လှုပ်ပေးလိမ့်မယ်ပေါ့နော်အပြည့်အဝတောင်းဝန်ရှိထားတာရှင့်ဒါကြောင့်ကန့်မဝင်သေးရတဲ့ကလေးတွေဒီနေ့လေးကြားမယ်ဆိုရင်ကန့်ဝင်ဖို့စူးစမ်းပါ အချိန်နဲ့အကြောင်းအကြောင်းကြောင့်မဝင်နိုင်လို့ဆိုလဲ online နေပြီးတော့တင်ကြားတဲ့ကိစ္စလေးရှိရတဲ့အတွက်တင်ကြားပြီးတော့ဆောင်ပွဲဖြစ်ဆိုနိုင်ကြပါစေလို့ကျွန်မဒီညနေပြီးတော့ဆုတောင်းမေတ္တာပို့သပါရှင့်မိဘပြည်သူများရှင့်ကျွန်မနောက်ဆုံးသတင်းလေးကိုတော့စစ်ရေးသတင်းလေးနည်းနည်းလေးပြောပြချင်ပါတယ်ကျွန်တော်တို့ brand media ရဲ့စစ်ရေးသတင်းတင်ဆက်မှုကတော့ဟိုတခြားလူတွေတော့သိမတူဘောနော်ကျွန်တော်တို့ဒီလိုမျိုးစစ်ရေးကိုဘယ်နာတိုက်ခိုက်နေရဲဟိုဘလို့တိုက်ခိုက်ရမယ်ဆိုတာလေးတော့သိပြီးမသုံးတက်တက်ပါအောင်ရှင့်ဘာကြောင့်လဲဆိုတော့စစ်ရေးဆိုတာကအချိန်နဲ့တပြေးညီအရန်ပြောင်းလဲနေတော့လေကျွန်တော်တို့အနှင်မြောင်လိုက်ပြီးတော့စဉ်းစားတွေးခေါ်နိုင်မှုတော့က စီရေးမကျွမ်းကျင်ဘူးအရှင်ကျွန်မတို့ကြာလေအဲ့တော့ဒီဘိုင်းလေးတော့ကျွန်မမသုံးသပ်နိုင်ပါဘူးဒါပေမဲ့ဘယ်နားလေးမှာမဖြစ်နေလဲဆိုတာလေးတော့ကျွန်မပြောပြချင်တယ်ပေါ့နော်အခုဘုံဘုံမှာဆိုရင်တိုက်ပွဲတော်တော်ပြင်းထန်နေလို့သိရပါရှင့်တိုက်ပွဲပြင်းထန်တာကတော့ဒီမေလ9ရက်နေ့လောက်ကနေစပြီးတော့တိုက်ပွဲတကြော့ပြန်ပါတော့ပြန်လည်ပြင်းထန်နေပါရှင့်အဲ့လိုပြင်းထန်တဲ့အခါမှာထုံးစံတိုင်းမှာရှင်မြို့ကန်တွေကတော့ဒုက္ခရောက်နေကြပါတယ်ရှင့်လူတိုက်ပွဲပြင်းထန်လာတဲ့အကြောင်းအရာတော့ကျွန်တော်ခဲ့တဲ့ရတရဘက်ကဆိုရင် KIA ကထွန်းမြနိုင်စီကိုသူကစစ်တီလန်းတောင်းတယ်တဲ့သူကလေစစ်တီလန်းတောင်းတော့ထွန်းမြနိုင်ကလည်းအေးအေးလေးပေါ့နော်အယောက်တစ်ထောင်ကျော်ပို့လိုက်တယ် ်အေးအေးဆိုပေမဲ့ရခိုင်အားလုံးတော့ပဲဟုတ်ပါမယ်ရှင့်ပီတက်တွေလည်းပါမှာပေါ့နော်ပီတက်တွေလည်းအဲ့လိုပဲဘယ်နှရောက်ရောင်းစားခံရတဲ့ကန်တရားတော့သိလားအဲ့တော့ကိုထွက်မြင်လာတဲ့ဒေါ်လာ30ရလိုက်တဲ့ KNY ကြီးကနေလေအဲ့ဒီအင်အားတွေတုံးပြီးတော့ခု KNY ကအဲ့ဒီပမော်ပေါ့နော်အဲ့မှာရှိရဲ့တက်စခန်းတွေကိုဝင်ရောက်တိုက်ခိုက်နေတာဒါကြောင့်တိုက်ပွဲပြင်းထန်တာပေါ့ရှင့်အဲ့လိုဖြစ်နေတယ်လက်ရှိမှာတော့တိုက်ပွဲဖြစ်နေပေါ့ရှင့်တိုက်ပွဲဖြစ်တဲ့နေရာလေးတွေကိုမိဘပြည်သူတွေပေါ့နော်ဟိုသတိပြုနိုင်ဖို့အတွက်အသွားလာပေါ့ရှင့်အဓိကတော့အဲ့နေကန်တွေပေါ့သတိပြုနိုင်ဖို့တော့ကျွန်မပြောပြရခြင်းနဲ့ အဓိကတော့ကချင်ပြည်နယ်ဗမော်ဖားကန်လန်တနိုင်းလန်းနဲ့ဝိုင်းမော်မြို့နယ်တွေဘက်မှာဆိုရင်တိုက်ပွဲကိုတော်တော်ပြင်းပြင်းထန်ဖြစ်ပွားနေတာဖြစ်ပါရှင့်ဒေသခံတွေကပြောပြတာအဲ့ဒီချိန်မှာပေါ့နော်သူတို့အရန်ကြောက်တယ်ပြီးတော့မြို့ထဲမှာဆိုလဲမီးလောင်နေနေရတယ်ဟိုနှစ်ခုသုံးခုနှစ်ခုသုံးခုဆိုပြီးပွားများလာတယ်တဲ့စစ်ဖြစ်နေတဲ့နေရာဆိုတော့ရှင်တည့်ရဲ့အတိုင်းမှာပဲလက်နဲ့ကြည့်လဲကြာကြည့်လဲကြောက်နေပေါ့နော်မီးလောင်နဲ့လောင်ပဲစသဖြင့်ပေါ့ရှင်တုံမျိုးကြီးပြင်းထန်စွာဖြစ်ပေါ်နေပါရှင့်အဲ့တော့ဂျားတွေကနေပြီးတော့ငထွားခါနာပေါ့နော်ဒီနေ့တော့ပြုံပြောလာအောင်မယ်ထုတ်မြန်တာကဒေါ်လာတန်း20ရသွားတယ်ဆိုတော့အဲ့ပတ်စံကိုဒီပမာသုံးပါလဲမသိဘူးနော် ရှိပြတာလူရောင်းစားနေတဲ့မျိုးပဲရှင်ဒီပြအလူကုန်ကူးနေတဲ့မျိုးပဲလူတယောက်ဖမ်းပြီးတော့ပြန်မေးဆွဲပြီးတော့ရောင်းစားလိုက်လို့ရှင်လူရတာမုံတာလူရလေဟိုကဘောနော်လမ်းမှာသွားနေကောင်လေးတယောက်ဖမ်းသွားပြီးတော့ပြန်မေးဆွဲသွားတယ်ရောင်းစားလိုက်တယ်ဆိုအာဒီလူကရုပ်မာလိုက်တာလူကုန်ကူးတာဟိုကြားဖြန့်ဆက်သက်ဖြစ်ပေါ့နော်အဲ့လိုပြောဆိုကြတယ်ထွက်မြေနိုင်လို့လူတွေကြောက်တော့သူတို့ကသူတို့စေဦးစီးကျုပ်ဆိုရဲရှာလူဝင်ယူပြီးတော့လူငယ်တွေကိုအဲ့လိုအလက်ဟတ်တတ်ပေါ့နော်ဟိုလာစာပေးရလည်းမရှိဘူးသူတို့ကလေမြမတက်မတော်မှာစစ်သားလုပ်တယ်ဆိုတော့ကိုယ့်ကိုဝန်ငါပါလို့လုပ်ကြတာ နိုင်ငံတော်ကာကွယ်ခြင်းလို့လုပ်ကြတာနောက်တချို့ကျတော့ဘဝအခြေအနေမျိုးကြောင့်ဝင်ကြတာလစာရရတယ်တို့လေသူတို့ဒီတာဝန်ထမ်းဆောင်ခြင်းအတွက်ကိုသူတို့အကျိုးခံစားခွင့်နေဆိုတာရတယ်အီအီတို့ဘာလို့ဝင်နေသူလားလစာလည်းမရနော်မိသားစုကလည်းဒုက္ခရောက်ဒီကြားထဲသူတို့ဆက်ကြီးပေးစံပေးစီပေးလည်းလောက်ရသေးရဲ့လူလည်းပေးရနော်ရိတ်ခါလည်းပေးရတယ်ကိုယ့်ရိတ်ခါနဲ့ကိုစစ်မှုသွားထမ်းရတယ်တိလားအဲ့ဒါအပြင်အခုလိုရောင်းစားခံရသေးတယ်အဲ့တော့ထွန်းနေနိုင်ရဲ့ဘန်ကောက်ကဝင်သွားတဲ့ပတ်စံကဘသူတွေစီရောက်မှာလဲရခိုင်လူမျိုးတွေရဲ့လက်ထဲကိုရောက်မှာလားပြောပါဦး ရောက်ပါလိမ့်မယ်နှစ်ပဲနဲ့၆ပြားတော့ရောက်လိမ့်မယ်တတိကျတွက်ပြရလို့ရှင်လေသူရသွားတဲ့ဒေါ်လာသန်း၃၀လေးကနေရခိုင်လူမျိုးတွေရဲ့ပေါ့နော်အေးစောင်းဝင်နေရဲ့အတွက်ကိုတော့သူနှစ်ပဲနဲ့၆ပြားတတိလှူရင်လှူလိမ့်မယ်ရှင်ထောက်ပံ့ပေးလိမ့်မယ်အေးအေးစစ်သားတွေအတွက်ဆိုပြီးတော့မကျမအတိကျတွက်ပြတာနှစ်ပဲနဲ့၆ပြားအဲ့ထက်တော့ပိုရကြမရှိဘူးရှင်ဇလန်အလိုရရှိရပါတော့ဒီတော့ထုံးမြက်နိုင်ပြီရခိုင်ပြည်နယ်မှာနေရာလည်းမဟုတ်ဘူးရခိုင်ပြည်နယ်ကဒီလိုမျိုးဩဇာလွှမ်းမိုးနိုင်တဲ့စွမ်းရည်ကတော့အဲ့ဒီဘက်ကတော့ချီချူရဲ့ရှင်လीလားရခိုင်နေလဲအလိုလားတော့မသိဘူး သူပဲလဲတာလားတော့ခိုင်းရပါအာလားကျမမပြောတတ်ဘူးသိလားနိုင်ငံခြားကနေပြီးတော့ဩဇာလွှမ်းမိုးနိုင်တာနဲတဲ့နဲတဲ့အရာတော့မဟုတ်ဘူးရှင်အဲ့လိုဖြစ်ဖို့ဆိုတာလေနီးလန်းတစ်ခုပဲရှိရဲ့သိလားအဲ့ဒီလူကအရန်တော်ပြီးတော့ဩဇာလွှမ်းမိုးနိုင်လို့ဒါမှမဟုတ်အဲ့ဒီလူကမတော်ရင်တော့မှသူ့ကိုယုံကြည်တဲ့သူတွေကအရန်ညံ့လို့ဖြစ်နိုင်ခြင်းတစ်ခုပဲရှိရဲ့နော်ဒါပေမဲ့ထုံးမျက်နှာတော်လာမေးကျမမပြောတတ်ဘူးနော်သူသာအသုံးကျမယ်ဆိုရခိုင်လူမျိုးတို့တို့ခမရောက်ဘူးလေအဲ့တော့သူမတော်တာတော့တေချာတယ်ရခိုင်နေညံ့လို့ပဲအခမ်းရတာသိလားညံ့လို့ပဲခမ်းရတာ เนาะဒီလိုဘာမှမဟုတ်တဲ့ကောင်ကဩဇာလွှမ်းမိုးတာခံပြီးတော့အသေးခံနေတာကတော့ဒါဘယ်ဘဝဝေကျွေးလို့တော့ကျွန်မပြောတော့ဘူးပေါ့เนาะဒါအပြင်ထွက်မြေနာရဲ့လောက်ရက်ကအခုဆိုရင်ဘင်းနဲ့ပါသိလားဘင်းကလည်းဒါမျက်စောင်းထိုးနေတဲ့အခြေအနေတခု तू ကပေါင်းစရာရှိပေါင်းဘင်းနဲ့ပဲပေါင်းမှာထွက်မြေနာကနေဗမာနဲ့ तू မပေါင်းမြန်မာနိုင်ငံနဲ့ तू မပေါင်းပြည်တော်စုနဲ့ तू မပေါင်း ဘင်းနဲ့ပဲသူကပေါင်းမှာဘာကြောင့်လဲဆိုတော့ဘင်းနဲ့ပေါင်းလို့စိုးကျိုးဖြစ်သွားတယ်ရခိုင်မှာသူ့အမျိုးတွေမှာမရှိဘူးသူ့မိမသူ့သားသမီးသူ့အစ်စီရဲ့နိုင်ငံသားမှာဒီလူကဘာမှတောင်းဝန်ယူမှာမဟုတ်ဘူးသူလို့တမရအရာအလုံးစိုးသွားရင်သူကဘာမှတောင်းမယူဘူးကောင်းသွားရင်တော့သူဒီမှာလာပြီးတော့အုတ်ချုပ်ချင်လည်းအုတ်ချုပ်မှာပေါ့အုတ်ချုပ်ချင်မှလည်းအုတ်ချုပ်မှာပေါ့ဒါမှမဟုတ်ဘင်္ဂလားဒေ့ရှ်ကိုရောင်းစားလိုက်တာမှဖြစ်နိုင်ဘူးလားလုပ်လို့ရတာပဲလေဘာကြောင့်လဲဆိုတော့ကျွန်မပြောပြမယ် AA info dot ဆိုရဲ AA info ပေါ့နော်ဥစားပေါ့ channel တစ်ခုရှိရဲ Telegram မှာလေအဲ့ channel ကိုကင်နေရဲ့ admin တွေက Bangladesh မှာအခြေချထားတာနော် ဒီမှာကျွန်တော်တို့ရတာသတင်းရဆိုအဲ့ဒီ AA ရဲ့ဝါရဖြန့်ချီရဲ့ channel ကိုကင်တဲ့သူကဘင်္ဂလားဒေ့ရှ်မှာအခြေချထားတဲ့ကောင်းလေးစဉ်းစားကြည့်ပါဦးသူတို့နှစ်ဦးရဲ့စိတ်ဆက်မှုကိုစဉ်းစားကြည့်ပါအောင်ဖြင့်အဲ့တော့ရခိုင်လူမျိုးတွေကခေတ်ဆက်ဆက်ရခိုင်တွေကိုတတ်ခဲ့တာဘင်းလေးအဲ့ဒီဘင်းလေးနဲ့ထွန်းမြင်တာပေါင်းတယ်ဆိုတော့ရခိုင်တစ္ဆာဘောက်ကဘသူလဲရှင့်အဲ့ပုံစံလေးကိုအဖြေကြည့်ပါအောင်ကျွန်တော်မဖြေတော့ဘူးဖြေကြည့်ပါအောင်နော်ကို့ကိုတတ်တဲ့သူနဲ့ပေါင်းတယ်ဆိုတော့စဉ်းစားလေစဉ်းစားပါဦးကို့ရန်သူနဲ့ तू ကသွားပေါင်းတယ်ဆိုတော့ तू ကကို့ရန်သူပဲလေအဲ့ဒါလေးနဲ့ပါစဉ်းစားကြပါအောင်ရှင့်နော် မစင်းစားလို့ရှိရင်ရခိုင်ကုန်လိမ့်မယ်နော်ရခိုင်ဆိုတာနောက်ဆိုရင်လေပကြီးနဲ့ရေးပြမယ်ဒါရခိုင်လူမျိုးပါဆိုပြီးတော့အဲ့လိုဖြစ်သွားလိမ့်မယ်ရှင့်နော်ရခိုင်ပြည်နယ်ကိုရခိုင်နေရသွားလို့ရခိုင်နေပိုင်ဆိုးရမှာမထင်နဲ့နော်ရခိုင်လူမျိုးကဘယ်တော့မှရှိရမှာမဟုတ်ဘူးနော်ဘင်းရလေတရားရှင်တို့ထက်ကိုအဆောက်ပေါင်းတစ်ထောင်လောက်များရတယ်သူတို့နဲ့တော့ပေါင်းလိုက်ပြီးနေလိုက်လို့တော့ရှင်တို့ဆိုဒီမှာရခိုင်ဆိုဒီမှာစိတ်စုနှစ်တစ်ခုတွင်အဲ့ရခိုင်ပြည်နယ်နဲ့ပျောက်သွားမှာသိလား ော့အဲ့ဒီကလို့ရှိရနည်းနည်းအုံနောက်ရှိစဉ်းစားတတ်ဖို့ပေါ့နော်လောလောဆယ်တော့ဒေါ်လာတန်း20နဲ့တော့အေးအေးတစ်ထောင်လောက်ကိုထွက်မြင့်နိုင်ရောင်းစားသွားပြီနော်အဲ့ဒေါ်လာတန်း20ကိုတော့ तू तू ပိုင်တဲ့ပတ်စံတော့ तू လောက်ချင်လောက်မှာပေါ့ဘယ်သူမှမသွားပြုတ်လို့ရကိစ္စမဟုတ်တာဘာတက်လို့ဆိုတော့ तू ဖះလို့ကိုကွယ်နေကြတာလေ16ကိုကွယ်ကြအဲ့တော့အမျိုးပြုတ်နေမှာ16ကိုကွယ်ကြနော်ခါကျအဲ့လိုပါပဲသူရုပ်မာတွေဆရာတင်တဲ့သူတွေကတော့သူရုပ်မာတွေပြုများနှုပါတော့ဗောနော်ဒုက္ခရရောက်တာဗောရှင့်ကျွန်တော်တို့မှာဆိုဆုံးမာတာရှိရဲ့လေကျွန်တော်တို့ဘာသာတရားမှာဆုံးမာတာရှိရဲ့လူမိုက်ဆိုရင်ရှောင်းသွေးလွှဲလို့မမီဝဲနဲ့ကင်းအောင်လေတဲ့ ပြီးတော့လူမိုက်ဆိုရှောင်းရတယ်။ဘာကြောင့်လဲဆိုတော့လူမိုက်တွေကကျမတို့အနိုင်ကျင့်တယ်။လူမိုက်တွေကအနိုင်ကျင့်တယ်နှိပ်ဆက်တယ်။တော့လူမိုက်နားနေတနစ်မုတ်တနစ်နိုင်ကျင့်ခံရမှာပဲ။အဲ့တော့ထွက်မြေနိုင်တဲ့လူမိုက်ဆိုရင်လူမိုက်ကိုမှီဝဲတဲ့ရခိုင်လူမျိုးတွေကဘာဖြစ်လဲ။အနိုင်ကျင့်ခံရတာမဆန်းဘူးပေါ့ရှင်။ဒါလေးပါပဲနော်။ဒါတော့ကျမသတင်းသုံးသက်ချက်လေးစီရေးသတင်းသုံးသက်ချက်လေးပြပြဖြစ်ပါရှင်။ဘုံဘုံမျိုးမှာလည်းစင်မီကတောက်နေပြီ။တက်မတော်သားလည်းတော်တော်ကိုပင်ပန်းဆင်းရဲဆိုတာနဲ့ခုခံရအောင်မယ်။တေဆုံးမှုတွေမြင်တွေ့ရအောင်ပဲရှင့်နောက်ဆုံးလည်းမြုပ်ကြေတာပေါ့ရှင့်ဒါပဲရှိပါတယ်စစ်ပွဲတွေရရလက်ကဘာရှိမှမလို့လဲရှင့်စစ်တွေဖြစ်နေတဲ့မြေမှာ ပန်းလေးတွေမှမပွင့်တာဟုတ်တယ်မလားပန်းလေးတွေမပွင့်ဘူးပွင့်ရင်တော့မှကြည်စံထိလို့ရှိရင်အဲ့ပန်းလေးကပြန်နွမ်းသွားမှာเนาะအဲ့လိုတော့ရှိပါတယ်ဒီတော့စစ်တွေကိုဖိတ်ခေါ်နေတဲ့သူတွေကတော့ကိုချင်းစာစိတ်မရှိသေးဘူးစစ်တွေကရက်မှာမဟုတ်ဘူးမြန်မာနိုင်ငံဒီလိုပဲဖြစ်နေအောင်မဲဆိုတာကသိကြပါပဲရှင့်ကျမတရင်သုံးသက်ချက်လေးကိုဒီနေ့မှဒီလောက်နေပဲရှင်းသားပြရစီရှင်ကျမောက်နိုင်ငံမှာမီတင်းနေတဲ့မိဘပြည်သူများအားလုံးဆက်ချင်တာကိုကြားမှာကြပါစေလို့ကျမတို့ Prime Media မိသားစုမှစုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်